ခါတီစွာသူငင်းငယ်ချစ်သူကိုဆွတ်လောက်ခဲ့ကြည်ပြနှလုံးသားနဲ့ဖေးစခါတရှင်နေကြည်လက်မှာပဲပြောရဲကြောင်းကြီးမှာပဲပြောရဲပန်းကလေးပြီးပြူပြီးခဲ့တဲ့မေတ္တာရှင်ဆရာမလေးအဓိကပေးချင်တဲ့ဥစီတွေကတော့ဒီပေါ့အဲကြောင်းဆရာမလေးပေါ့ကြောင်းဆရာမလေးသူကသူ့ရဲ့ကလေးတွေကိုသူကအဲ ူရဲ့ကလေးကိုစာတင်ပေးတာစာတင်ပေးတယ်သူရဲ့မေတ္တာနဲ့ပေါ့နော်သူရဲ့ချစ်သူကနေပြီးတော့မျိုးကနေပြီးတော့သူရဲ့ချစ်သူကလာခေါ်လာခေါ်တော့ဆံမတရားမလက်ခဲ့ဘူးပေါ့နော်ကလေးကိုအရင်ချစ်တယ်ကလေးကိုပြုစုပြုဆောင်ပေးတာပေါ့နော်အာအရင်လိုက်ပြီးကျွန်တော်ရွေးတာမှန်သွားတယ်ကျွန်တော်အားလုံးရွေး၄ရက်ရွေးတာပေါ့နော်၄ရက်ရွေးတယ်ဆံမသူကအရင်လိုက်ဖြစ်တယ်အနေတော်လေးပဲအနေတော်လေးပဲဆံမဆံမလိုပဲလိုပဲသူသူသူရဲ့ဟိုလိုက်ဖြစ်တယ်သူရဲ့ကိုယ်ခန္ဓာလေးရတယ်ဟုတ်ကဲ့အေးဝတ်စုံနဲ့လိုက်ဖြစ်တယ်ဟုတ်ကဲ့ ေးပါခင်ဗျာကျွန်တော်တော့ဟိုတချင်းအေးအေးလေးပဲပေါ့အေးတာများတယ်မေတ္တာရှင်မလေးကတော့ဟိုကိုတဟောင်းလေးတာပေါ့အတီးကတော့ lighting ပေးပေါ့ lighting ပေးခွဲဝင်းနိုင်ကြီးပြီးဝင်းနိုင်ကြီးတီးတာပေါ့အဓိကပေးခြင်းနဲ့ဒီစီလေးကတော့ဒီအဲကျောင်းဆရာမလေးပေါ့ကျောင်းဆရာမလေးသူကသူ့ရဲ့ကလေးတွေကိုသူကသူ့ရဲ့ကလေးကိုစာသင်ပေးတာစာသင်ပေးတယ်သူ့ရဲ့မေတ္တာနဲ့ပေါ့နော်သူရဲ့ချစ်သူကနေပြီးတော့မျိုးကနေပြီးတော့သူ့ရဲ့ချစ်သူကလာခေါ်လာခေါ်တော့ဆရာမလေးကမလက်ခဲ့ဘူးเนาะ ကလေးကိုရမ်းချစ်တယ်ကလေးကိုပြုစုပြုဆောင်ပေးတာပေါ့ဒါဒီဆရာဆန္ဒချက်ပါအဲကျွန်တော်ကတော့စိုးစိုးအလွမ်းတင်းလေးတွေဆိုချင်တယ်ဆိုတော့ပြောပြပါတယ်ဟုတ်ကဲ့ကျွန်တော်အလွမ်းတင်းလေးတွေလည်းအားရေးပေးပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ဆန္ဆန်ချင်းရောက်ရောက်လာတော့ရုပ်တရက်တော့မဖြစ်သေးဘူးပေါ့နော်အဲဒါမဲ့ဟောပေါ့အဲနောက်ပိုင်းကျတော့ရှင်းလေးရအရင်ကောင်းနေဆိုတော့သိလာတယ်ဟောသူသူချစ်သူကသူ့ကိုလာခေါ်တဲ့ခါမှာ ်သူကနေပြောခလေးကြီးကြောင့်သူမလိုက်နိုင်တဲ့အကြောင်းကိုမြင်လိုက်တဲ့အခါမှာအဲ့အဲ့ရခံစားချက်လေးပို့ပြောခါတီးစွာသူညင်းငယ်ချစ်သူကိုဆွတ်လောက်ခဲ့တယ်ကြည်ပြနှလုံးသားနဲ့ဖေးစခါတက်ရှင်နေကြည်လက်မှာပဲပြောရဲကြောင်းကြီးမှာပဲပြောရဲပန်းကလေးပြီးပြူပြီးခဲ့တယ်မေတ္တာရှင်ဆရာမလေးရဲ့ အော်ကျွန်တော်မိရဆာမကျွန်တော်မိရဆာမအဲ့တော့ဆာမလေးတွေဖြူစင်းနေမြစ်တာကိုကျွန်တော်လုံးဝသိတယ်ဟုတ်ဟုတ်ကဲ့ဟုတ်ကဲ့မိမိကတော့အရင်ယူသားတာပေါ့မိမိကအရင်ယူသားတယ်ကျောင်းစင်းလေးနဲ့အင်းကြီးဖြူလေးနဲ့ကျွန်တော်လက်ဆွဲပြီးတော့ကျောင်းပေါ်သွားတာပေါ့ဟုတ်ကဲ့မိမိကတော့အရင်တိ့ဆောင်အရင်ကောင်းတာဒီဒီတချင်းလေးနဲ့ပါတူပေါ့နော်အဲပန်းလေးပန်ပေးရတော့အဲကျောင်းသားလေးနဲ့အဲ့လိုကျောင်းသားလေးနဲ့စာတင်ပေးရတော့ ပြေးဆောင်လာလေအရန်ကောင်းတယ်အဲအဲသူ့ရဲ့သူ့ရဲ့ချစ်သူလာခေါ်တဲ့အချိန်မှာသူကြတယ်နေရေပေါ့နော်သူကြတယ်နေရေအဲ့ဒါလုံးဝအတိကြပဲဟုတ်ဟုတ်အာအရန်လိုက်တယ်ကျွန်တော်ရွေးတာမှောင်သွားတယ်ကျွန်တော်အလုပ်ရွေး၄၅ရောက်ရွေးတာပေါ့၄၅ရောက်ရွေးတယ်မှာသူကအရန်လိုက်ဖြစ်တယ်မအကြီးကိုပြောသေးတယ်အနေတော်လေးပဲအနေတော်လေးပဲဆံမဆံမလိုပဲလိုပဲသူသူသူ့ရဲ့ဟိုလိုက်ဖြစ်တယ်သူရဲ့ကိုခံတာလေးရာလေးဟုတ်ကဲ့အေးဝတ်ဆုံနေလိုက်ဖြစ်တယ်ဟုတ် မေမေကလည်းအရန်လှတယ်လေမေမေကလည်းအရန်လှတယ်ဆိုတော့ရွှေပုတ်မီပြီးတော့ခံစားရပါတယ်ကျွန်တော်လည်းမေမေနဲ့ပတ်သက်ပြီးတော့အမှတ်တရဆိုရင်ဟောပေါ့အဲဒီတော့ကျွန်တော်ကြောင်းသွားတဲ့ကံမှာအဲ့မှာအမေကကြောင်းစင်းခွေဆိုနေအရန်လှတယ်ဒါအရန်လှနေတဲ့အချိန်မှာသူကဆိုတော့ကျွန်တော်ကနေကလေးပေါ့နော်ကျွန်တော်ကလေးပေါ့အဲဒါမဲ့အမေကဟောပေါ့နော်ဒီသူ့ရဲ့ဟောပေါ့ ကျောင်းစာတင်တဲ့အပိုင်းမို့တော့ဘာလို့ဟိုဘလို့မှမပြင်ပွက်နဲ့တင်တဲ့အပိုင်းပေါ့နော်ကျောင်းသားတွေကိုလည်းချစ်လက်ချစ်တယ်ဟုတ်ပါဘူးဟိုဘယ်လိုလဲသူသူသူတောင်းသူကြည်လာပေါ့နော် YouTube မှာတော့တော်တော်နေတယ်ဗျ YouTube မှာတော်တော်နေတယ်တော်လဲတော်နေတယ်ဒီချင်းလေးကိုမှကျွန်တော်တို့တော်တိုင်းနဲ့အဲ့မှာလိုက်ကြတယ်များတယ်များတော့ကျွန်တော်ကျွန်တော်လေးဒီစိုးစောပေါ့နော်အဲ့ခန်းစားလို့ပြန်ပြီးတော့ဟိုလိုဖြစ်လာပါ မေတ္တာရှင်မလေးဆိုဆရာမလေးတို့ရည်ရွယ်တော့ပေါ့နော်ဟုတ်ပါတယ်ဟုတ်ပါတယ်မေတ္တာရှင်မလေးအမှန်တော့ဆရာမလေးရဲ့တော့မဟုတ်ပေါ့နော်အဲကျွန်တော်ဒီဟိုတောင်ဟိုဒီဒီလူလောကရဲ့တောင်ကိုဟိုဟာပေါ့ဒီထမ်းဆောင်နေတဲ့နော်အဲဒီခြေပြုံနဲ့ဟိုအဲဆရာမဟိုပေါ့ဆရာမလေးတွေစောစောဟိုဟိုမိတ်ကလေးမိတ်ကလေးပြူလေးအားလုံးလည်းအဲအဲရပါတာပေါ့နော်ကျွန်တော်အကောင်းဆုံးနေလောက်သွားမှာပါကျွန်တော်တချင်းကြီးလည်းဟိုရွေးချယ်ပြီးတော့ဟို ါလေလုံးနေပါတယ်အကောင်းဆုံးတစ်ခုအဖြည်းဖြည်းနဲ့ပေါ့နော်ဟုတ်ကဲ့တစ်ခုချင်းလုံးတော့ပါဖြစ်ပါတော့သူကတော့ဘာဖြစ်ပါလဲသူကဒီကျင်းနေပါလေဒီရှင်လေးပေါ့ဟုတ်ကဲ့အဲအဲ့မှာ interview မှာတော့သူတို့ကစနောက်နေသေးတယ်စနောက်နေသေးတယ်သူတို့သူအကြောင်းတော့ဒီရှားမသိဘူးဒါမဲ့စနောက်နေရပါတော့တရားတော်အရင်အရင်ရင်းနှီးတဲ့ပုံစံပို့ပြောဟုတ်တယ်ခင်မင်းစရာကောင်းပါတယ်ခင်ဆိုတော့ဟောအဲ့ဒါအခုဟောပေါ့ဆရာနိုင်မြမှာဟောရေးသွားတယ်ပေါ့နော်ငញ្ញိုင်းညံ့နေသူမဆုံးခင်မှာ ကျွန်တော်အဆိုပြပါတယ်အဲ့ဆိုပြတဲ့အတိုင်းကိုကျွန်တော်နေတော့ဟောပေါ့အဲကျွန်တော်ဟောပေါ့ new version track ထားပါတယ်အဲ့ဒါနောက်နောက်ကဆိုရင်နောက်ထပ်ပြီးဖြစ်မှာပါ